အားလုံးပဲမင်္ဂလာပါရှင်။ຫນွေဦးနရတဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ဖတ်ပြမယ့်ဝိတ္ထုလေးကတော့ဆရာမငွေစင်ရောဦးမိုးကုတ်ရဲ့ပုံပြောကောင်းတဲ့ညဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါတယ်။ ပုံပြောကောင်းတဲ့ညဆိုင်ပိတ်ပြီးကျမပြန်လာတော့မိုးအတော်ချုပ်နေပါပြီ။ကိုးနိုင်ခွဲလောက်များလို့မြို့ကြီးပြကြီးမှာနေသူတွေအဖို့ပြောကောင်းပြောချင်လိမ့်မယ်။ဒါပေမဲ့ကျမတို့မြို့လေးမှာတော့အဲ့ဒီအချိန်ဟာညှင်းနေပြီလို့ပြောနိုင်တာတေချာပါဗျ။ရှိသမျှအုတ်ထုပ်ခြေစွတ်လက်စွတ်တွေနဲ့အလုံးထွေးထားလျက်နဲ့တောင်လွတ်နေတဲ့နှာသီးဖျားပါးပြင်တွေ ထုံကျင်အေးခဲမတတ်အေးတက်ကဲလာတဲ့ဒီဇင်ဘာရဲ့ဆောင်းညမျိုးဖြစ်နေတာကလည်းအများကြီးပါတာပေါ့လေနှစ်တိုင်းပြောမိနေကြစကားကိုပဲမယိုးနိုင်စွာထပ်ပြောရရင်ဒီနှစ်ဆောင်းကခါတိုင်းထက်ကိုပိုအေးတယ်ထင်တာပါပဲစာဆောင်တွေထဲမှာမိုးလေဝသခန့်မှန်းချက်တွေဖတ်ကြည့်တော့ကျမတို့မျိုးလေးထက်အေးတယ်မျိုးဆိုလို့၃လေးနေရာပဲလာမသိရှိတော့တာလေ ဒါတောင်ဒီဘက်ခေရောက်မှအအေးအများကြီးတက်တာလာတာလို့ရှေးမီနောက်မီ လူကြီးသူမတွေကပြောကြသေးတာဟုတ်ရင်လည်းဟုတ်မှာပေါ့တစ်တော်တွေကလည်းတစ်နှစ်ထက်တစ်နှစ်ပိုပြီးပြုံးတိလာတာမြင်နေရသလိုကဘာကြီးပုံွေးလာတဲ့ပြဿနာကလည်းအတန်ပိုကျဲလာတာကြားနေရတာပဲထားပါကျွန်မအဓိကပြောချင်နေတာကအဲ့ဒီရာသီဥတုကိစ္စမဟုတ်ပါဘူးရာသီအေးလွန်းတာကြောင့်မိုးနေနေချုပ်တာနဲ့ လမ်းပေါ်လူအသွားလူလာကျဲရတဲ့အကြောင်းပြောချင်တာပါည9နာရီဝန်းကျင်ဆိုလမ်းတွေတဲ့အသွားအလာမရှိတော့တလို့ပဲအကြောင်းကိစ္စရှိသူတွေညနေတကောင်အချိန်ထိလဲလို့ကောင်းနေတော့လူငယ်တွေနဲ့ရုပ်ရှင်ဗီဒီယိုကြည့်ပြီးပြန်လာတဲ့သူတွေတော့ရှိတတ်တာပေါ့ဒါကမိန်လမ်းမပေါ်မှာပြောတာပါမိန်လမ်းမပေါ်တက်တက်ရှောက်ပြန်ရတာမဟုတ်တဲ့ကျမရဲ့အိမ်ပြန်ချိန်တွေကတော့ ုံမှန်အားဖြင့်လူပြတ်နေတာကြုံနေကြပါပဲကျမတို့အိမ်ကမိန်လမ်းမကြီးကနေလမ်းတွယ်တဲ့ပြန်ဝင်အဲ့ဒီလမ်းတွယ်ရဲ့လမ်းကြား၄၅ခုလောက်ဖြတ်လျှောက်ပြီးလမ်းကြားကျန်လေးတဲ့ရှောက်ဝင်သွားရသေးတာအဲ့ဒီလိုနေရာကြောင်ကြလို့လဲကျမရဲ့စာအုပ်အငားဆိုင်လေးကိုမိန်လမ်းမဘက်မှာဆိုင်ငန်းကားပြီးဖွင့်နေရတာပေါ့လေရက်ွက်ကညဆိုနည်းနည်းတိတ်ဆိတ်တယ်ကိုဝင်းကိုချံကြဲကြဲဝင်းဝင်းတွေနဲ့ဆိုတော့လေ ည၈နာရီဝန်းကျင်ဆိုသူ့အိမ်ကိုအိမ်တကားပိတ်ကုန်ကြတာတော်ယုံနဲ့ခေါ်ဖို့ပြုဖို့မလွယ်တော့ဘူးအရင်ရက်တွေတုန်းကတော့အဲ့ဒီအခြေအနေပေါ်ကျမစိတ်ထဲဘယ်နဲ့မှမနေပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမဘေးမှာအမေပါတယ်လေမနဲ့မိုးလင်းလို့စားတော့တိမ်ဆဲရေမိုးချိုပြီးလှုပ်ဆရာရှိတာလှုပ်ပြီးတာနဲ့ကျမကဆိုင်သွားဖွင့်ပြီပုံမှန်ခြေလမ်းနဲ့ဆိုအိမ်နဲ့ဆိုင်ကိုမိနစ်20နီးနီးလောက်တော့လမ်းလျှောက်ရတယ် ဘွဲတစ်ခုရထားပေမဲ့ကျမတို့မျိုးကလေးမှာဝန်နဲ့အလို့ရဲလို့တိတ်မရှိလာတာမို့ပြီးတော့တမျိုးတရွာမှာတွားရောက်လုကန်ဖို့ဆိုတာလဲအမေတယောက်တည်းအိမ်မှာစိတ်ချလက်ချမထားနိုင်ခဲ့တဲ့ကျမအတွက်အဖေမရှိတော့တဲ့နောက်ရှိတာလည်းမပြောက်ပြက်ခင်ထုခွဲရောင်းချပြီးဝါသနာပါတဲ့စာအုပ်အငားဆိုင်လေးထူထောင်ဖြစ်ခဲ့တာလေမဆိုးပါဘူးရက်ွက်ထဲမှာဆိုင်ပြိုင်မရှိတော့လူစီပါတယ်မနေ့9နာရီလောက်ကစဖွင့်ပြီး ည9နာရီ9နာရီခွဲလောက်မှဆိုင်ပိတ်ပြီးပြန်ရတယ်။တနေကုန်အိမ်နဲ့ဆိုင်တလက်စီကိုကြည်တန်းကြီးလုံနေရတဲ့အမေကတော့နင်းနေအလုံးရှုပ်တာပေါ့။ဆိုင်ပိတ်ပြီးသားမီးနှစ်ယောက်အိမ်ပြန်ချင်းဆိုရင်လမ်းကြားတဲ့လူပြတ်နေတာကခံများများ။မီးပြတ်ရဲ့နဲ့လောက်ွယ်ရဲ့တိုက်ဆိုင်နေရင်ဘာမှကိုမမြင်ရတော့တာ။တံမီးပါမလာတဲ့သူတချို့ဆိုသူတို့ကိုဝင်တိုက်ခံရမှာစိုးလို့ထင်ပါရဲ့။တချင်းတကြောကြောနဲ့အတန်ပေးလာကြတယ်။ ကျမတို့မှာဓာမီတလဲအမြဲဆောင်ထားပေမဲ့လောက်ွယ်ညမီးပြညနဲ့မိုးဆွေနေတဲ့ညတို့ဆိုပြန်ရတာနည်းနည်းတော့အစိတ်ထက်မိတာပဲအမေကတော့တလန်းလုံးဖះစားတူတူရွပေါ့ဒါပေမဲ့ဘယ်လောက်ပဲကြောက်ကြောက်နှစ်ယောက်ဆိုတဲ့အားနဲ့တယောက်သေးပါလားဆိုတဲ့အားကအတော့ကိုကြွားတာပါ အဖော်တယောက်ရဲ့တန်ဖိုးကိုကျမတယောက်သေးပြန်ရမယ်ညရဲ့အနေထားကပိုပြီးတိတာသွားစေတယ် ီနေ့ညနေပဲစောစောမှာကျမတို့ဆိုင်ကို အမေတူမကျမညမဝန်ခွဲပြာကြီးပြာရရောက်ချလာပြီးသူ့အမေကျမအမေရဲ့ညမရုတ်တရက်လေးဖြတ်သွားလို့အမေကိုလာခေါ်သွားတယ်။ကျမကတော့ဆိုင်မှာလူကြရဲ့တန်းလန်းမှုဆိုင်ပိတ်လို့မရတာနဲ့မနေ့ဖြန်မှလာမယ်ဆိုပြီးညီခဲ့ရတယ်။မွေးချင်းညီအမရဲ့လို့ဒီနေ့ရောက်ပဲရှင်းလင်ကစားရက်ွက်ချင်းကတမျောတခေါ်တောင်းနေမြောက်ဆိုတော့ကျမတို့တွေတအိမ်နဲ့တအိမ် ိတ်အဝင်အထွက်မရှိဖြစ်ကြဘူးကို့အလုံးနဲ့ကို့အမင်းနဲ့ဂျမမအားတလို့သူတို့တွေလည်းသူတို့ဘဝနဲ့သူတို့ရုန်းကန်နေကြရတာအမေကကျမကို ထားခဲ့လို့ရမလားတယောက်ထည့်ဖြစ်ပါမလားဆိုင်စောစောပိတ်ပြီးပြန်ပါညာနဲ့ကြိုက်ကြိုက်မာပြီးလာခေါ်တဲ့တူမနောက်ထလိုက်သွားရတယ်ဒါပေမဲ့တည်တဲ့အတိုင်းပဲပို့နေကြအချိန်မှပို့တဲ့လူတွေကိုစောင့်စရင်တွေဟိုတို့ဒီတို့နဲ့အလုတ်ပြီးလို့နိုင်မော့ကြည့်တော့၉နိုင်ခွဲနေပြီဆိုင်တကားအသေးချာတော့ခတ်ပြီးထွက်လာတော့လမ်းပေါ်မှာလူသွားလူလာ၆ကက်ကက်ဖြစ်နေပါပြီ။ 10နှစ်ရီ17နှစ်လောက်အထိထိုင်ရောင်းကြတဲ့ညစည်းတွေတွေကတော့မီးခွက်တလက်လက်နဲ့ဝယ်သူကိုမျောလို့ကောင်းကြတော့ပေါ့ဈေးတန်းတလျှောက်ဖြတ်ကျော်ပြီးလမ်းတွယ်ဘက်စတင်ချိုးကွေ့ဝင်လာလိုက်ချိန်ကြတော့ကျမနင်းနေတွန့်သွားတယ်ခုံမျက်စ3ရက်လောက်အောင်မှာညကပကတိအမောင်တက်တက်စီးကျုံနေတာကို မီးကလည်းဒီညပြတ်တဲ့အလက် ဆောင်းရာသီမို့တိမ်ညိုတိမ်လိပ်တွေကြီးစင်နေတဲ့ကောင်းငင်ကြီးပေါ်မှာမိတ်တုံမိတ်တုံဟန်ရေးပြနေတဲ့ကြယ်ကလေးတွေတော့ဟိုတပွင့်ဒီတပွင့်ရှိပါရဲ့ဒါပေမဲ့ကြယ်ဘလောက်များများလမမတာခဲ့ရင်ညဟာမှောင်တာကမှောင်တာပါပဲလူကလည်းပြတ်နေတယ်ခါတိုင်းအမေနဲ့ကျမပြန်ချိန်မှာလမ်းကြုံ ဆုံတတ်တဲ့ဗီဒီယိုရုပ်ရှင်ကြည့်ရတာက ပြန်လာတဲ့အဖွဲမျိုးတွေလည်းဒီညတော့မဆုံရဘူး ဗီဒီယိုမပြီးသေးတာတော့မဖြစ်နိုင်ဘူး။ကျမကသူတို့ပြန်ချိန်ထဲနောက်ကျနေတာပဲ ဖြစ်မှာပါ။ဘာရင်မဟုတ်ပေမဲ့လမ်းတွေတဲ့ရှောက်ရင် ဖြတ်လာရတဲ့လမ်းကြားချိုးကွေတွေပဲမှာပါ။လူသူလေးပါးရဲ့လို့အရေးအယောင်လေးတောင်မမြင်ရတော့မှောင်ကြီးမဲကြီးတဲ့အားငယ်တယ်လို့ဖြစ်လာရတယ်။တကယ်တမ်းဆိုရင်ကျမက တော်ယုံနဲ့အားငယ်ကြောက်ရွံ့စိတ်ဝင်လွယ်တဲ့မိန်းကလေးတယောက်တော့မဟုတ်ဘူး။ အခုကြတော့စိတ်ထဲသူ့အလိုလိုကြောက်စိတ်တန်းလာတာအံ့ဩနေမိတယ်။အမောင်တို့ရဲ့ဖြားယောင်းမှုလိုပဲဆိုရမလား။ဘာကိုကြောက်တာလဲဆိုတော့လေရေရေရာရာမခွဲကြနိုင်ဘူး။အမောင်တို့တဲကနေရုတ်တရက်ထွက်ပေါ်လာနိုင်တဲ့အန္တရာယ်တစ်ခုခုကိုလား။ဥပမာအယက်မိုးသမားတို့စိတ်ရောဂါကုဆေးရုံက ထွက်ပြေးလာတဲ့လူတို့ထောင်ထွက်ပြေးလာတဲ့လူသက်သမားတို့ အလုတ်အပြန်နောက်ကျတဲ့မိမသားတွေတွေ့ကြုံရတဲ့တဲထိတ်ရင်ဖို့အန္တရာယ်တွေအကြောင်းရေးထားတဲ့ဘာသာပြန်စာအုပ်တွေနောက်နောက်ရှော့ဖတ်ဖို့စိတ်ထဲတွေ့မိရတယ်။ကျမတို့ဝင်းကျင်မှာဒါမျိုးမှုကင်းတွေ10နှစ်တခါတောင်မကြားရဘူးပါဘူး။မသက်ကပစ္စည်းလူယုံပေါ့။ဒုတိယမြောက်လမ်းကြားကို ဖြတ်ကျော်လျှောက်လာရင်ငဲ့ကြည့်မိတော့လမ်းကြားတွေကနေလှုပ်တုပ်လှုပ်တုပ်လျှောက်လာတဲ့အရေးမဲတစ်ခုကိုမြင်လိုက်ရတယ်။လူရိတ်မှာဓာမေးမပါဘုံထောက်ရင် မိမတယောက်တော့မဖြစ်နိုင်ဘူးပြီးတော့ကိစ္စတစုံတစ်ခုမှမရှိရင်ဘယ်လိုမိမမျိုးကအဖော်မပါဓာမင်းမပါပဲနဲ့လူပြက်နေတဲ့လမ်းကြားထဲရောက်နေမှတဲ့လေအဲ့ဒီအတွေ့ကအဖော်ရပြီလို့ရုတ်တရက်အားတက်သွားမိတဲ့ကျမစိတ်ကိုချက်ချင်းပြန်ဖြိုလဲပစ်လိုက်တော့တယ်အမောင်ထဲမှာမသေးခွဲတဲ့လူရိပ်မို့လူစိုးလူကောင်းမခွဲခြားနိုင်ပေမဲ့အဖော်မပါတဲ့မိန်းကလေးတယောက်အတွက် အရာရာကို စိတ်ချလက်ချရှိမနေတဲ့နာကျမစဉ်းစားမိတယ်။လူဆိုးဆိုတာဂျိုးပေါက်နေတာမှတ်လို့လူယိုးဆိုတာတင်တိုင်းကုန်းမှာပဲရှိတယ်လို့ဝက်လုံးရှင်နဲ့တိမ်ကြုံမယမ်းကျင်ပေမဲ့လူတိုင်းအပေါ်စိတ်ချယုံကြည်ဖို့ရာယာနှုံးဖြစ်ဖြစ်နိုင်ပါမလား။ကို့အတွင်းနဲ့ကို နောက်တစ်ချိန်ပြန်လှည့်ကြည့်မိတော့ကျမရင်ထဲထိတ်ခနဲခုံသွားတယ်။အရိတ်ကကျမနောက်ဖက်ရှောက်လိုက်လာလို့လေ။ ဒါဖြင့်ဒီလူဟာမိန်းလန်းဘက်ကိုရှောက်ပြန်မဲ့သူမဟုတ်ဘူးပေါ့ဆူဆူဆန်းဆန်းနဲ့နောက်တစ်ကြိမ်ပြန်လှက်ကြည့်တော့မျက်လုံးပြူးသွားမိတယ်သူ့ခြေလန်းတွေက ကျမထင်တာထက်ကိုအများကြီးပိုမြန်ပိုတွက်ပြီးကျမနောင်မလန်းမကန်းကိုရောက်လာပြီမို့ပါစမြင်လိုက်ခါစားကဖြည်းဖြည်းမှန်မှန် ပုံရိပ်ဟာ ကျမကို တွေ့ပြီးမှရိတ်ခနဲရိတ်ခနဲတိတိတသားမြန်ဆန်လာပုံထောက်ရင်း ဒီလောက်အလောတကြီးလိုက်လာပုံထောက်ရင်ထောက်ရင်တွေပေါင်းတော့ကျမကောင်းတဲ့သွေးတွေတဒိန်ဒိန်ဆောင်တိုးလာပြီးအမေရွတ်နေကြဖះစားတွေဟာ ကျမပါဇက်ထဲဘယ်ကဘလို့အလူအရက်ပြေးဝင်လာကြမှမသိဘူးကြောက်စောနဲ့ဒီလောက်အေးနေတဲ့ညာကြီးနှစ်ဖူးမှာချွေးတွေစိမ့်ထွက်လာတယ်ခြေပြားလက်ပြားတွေများချက်ချင်းအေးဆက်သွားတာပဲဘေးဘီဝေယာကိုရှောက်ကြည့်တော့လဲအငဲစရာကောင်းလိုက်တာ အိမ်တိုင်းအိမ်တိုင်းတကားတွေပိတ်မီးတွေမိတ်လို့ဖြတ်ကျော်လာတဲ့လမ်းကြောင်းနှစ်ခုမှာအဲ့ဒီအိမ်မဲကြီးကြံခဲ့မလားလို့စောင့်ကြည့်မိပေမဲ့အိမ်မဲကကျမနောက်တောက်လျှောက်ကို လိုက်လာတယ်။ကျမစိတ်ထဲမှာခြေတံကပိုပြီးနီးလာတယ်လို့ပဲ။စိတ်ထဲမှာကြောက်လိုက်တာတအားပါပဲ။စဉ်းစားကြည့်လေရည်ရွယ်ချက်တစ်ခုခုမရှိဘဲနဲ့ဒီလူတယောက်ကျမခြေလမ်းတွင်နဲ့အပြိုင်အပြေးတစ်ပိုင်းလိုက်နေခဲ့စရာလား။ သူ့လမ်းသူရှောင်မဲ့ရိုးရိုးသားသားလမ်းသွားလမ်းလာတယောက်ဆိုရင်ကျမမြန်ရင်သူလိုက်မြန်ကျမခြေလမ်းတွင်တော့သူအမိလိုက်ဖို့ကြံစီအားထုတ်မှာမဟုတ်ဘူးလေဓမီးရောင်ကလမ်းပေါ်တက်တက်ကြနေပေမဲ့သူဟာဓမီးတက်လက်နဲ့ရှေ့ကရှောက်နေတဲ့ကျမကိုမိမသားတယောက်မှန်ခံမှန်းမိတာလည်းဖြစ်နိုင်တာပဲဒါမှမဟုတ်ကျမကိုဘယ်လိုထင်လို့လဲဒီလောက်တွတ်တွတ်လက်လက်ကြီးအားတက်တဲ့ရောပြေးလိုက်နေပုံထောက်ရင်ရည်ရွယ်ချက်တစ်ခုရှိနေတာတော့အတိတ်သားကြီးပဲ။ အခုချိန်မှာကျမသာတဟုန်တို့ပြေးကြည့်ထက်ချက်မကွာပြေးလိုက်လာမယ့်ပုံစံပဲသူကျမစီကဘာလို့ခြင်းလို့လဲကျမကိုဘယ်လိုအန္တရာယ်မျိုးပေးနိုင်တယ်လဲလောလောဆယ်မှာပလတ်စတစ်လက်နိတ်တံမီတစ်လက်ကလွဲပြီးအန္တရာယ်ကိုခုခံကာကွယ်စရာလက်နဲ့ရဲလို့လောက်လောက်လာလာမရှိတဲ့ကျမကိုကျမဘယ်လိုအားပေးရမယ်မှန်းတွေးမရဘူးကျမအိမ်ရှိရာလမ်းကြားချိုးကွေးပဲရောက်ရင်တော့ကျမသိကျင်နေတဲ့မိခွန်းရဲ့အဖြေသိရမှာပါအဲ့ဒီအချိန်ထိ အခုလိုမယုံမသားပုံစံမျိုးနဲ့တောက်လျှောက်ကပ်ပါလာအောင်မှာပဲဆိုရင်တော့ကျမကောင်းထဲမှာဇက်လန်းဇက်ွက်ပေါင်းများစွာနဲ့တတင်ကအတွင်ရှုပ်ရှက်ခတ်သွားတယ်။နေစမ်းမအောင်ဒီကိစ္စတွေတကယ်ကြုံလာခဲ့ရင် ကျမအနေနဲ့မလုံနိုင်တယ်လေ။တေကြတာကတတ်နိုင်သမျှအတန်ကုန်ဟစ်အော်ပြီးအခုအငြိအော်တောင်းရမယ်။ဒါပေမဲ့မုန်းစရာကောင်းလောက်အောင်ပြာရီမှုံမိုက်နေတဲ့ညအေးဆက်ဆက်ထဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ဝင်းကျင်က ကျမအတန်ကို အလွယ်တကူကြားသည့်ထွက်လာနိုင်ကြပါမလားလမ်းကြားတဲ့ချိုးကွေ့ဝင်ဖို့ရာနောက်ဖက်လှည့်ကြည့်တော့လူရိတ်မဲကြီးကကျမနဲ့ဝါတဲ့အကွာထိရောက်နေပြီနှလုံးရောဂါခံတာရှိရင်ချက်ချင်းတိုင်းကနေလဲတည်သွားနိုင်လောက်အောင်ကျမကြောက်သွားတယ်ကျမဘာမှစဉ်းစားမနေတော့ဘူးခြေလန်းတွေကိုမိုင်ကုန်တင်ပြီးခြံရှိအရောက်နောက်လှည့်မကြည့်စရန်အပြေးတစ်ပိုင်းရှောက်တော့တာပဲ။ ခြံဝရှိမှတကားဖွင့်တော့ကျမဟော်ဟဲဆိုင်ချင်နေပြီအသေးနှလုံးတွေတောင်းအပြင်ကိုခုံထွက်ပြုတ်ကျလာမတတ်ကိုမောနေပြီဘဝမှာတစ်ကြိမ်တစ်ခါမှဒီလောက်ကြီးအထိစိတ်ရောကိုယ်ပါမကြောက်လန့်ခဲ့ဘူးဘူးထင်တာပဲတကားဖွင့်သွားတော့အမြန်ဝင်ပြီးကတော့ကမျောတော့ပြန်ခတ်နေတော့အရေးမဲကကျမခြံရှိရောက်လာတယ်အဲ့ဒီအချိန်မှာတမင်းနှစ်လောက်အတွင်းကျမတော့ဖွင့်တော့ပိတ်ကိစ္စပြီးသွားပြီခါတိုင်း9မိနစ်လောက်အချိန်ယူရတဲ့ကိစ္စက ဒီလောက်အချိန်တူတူလေးနဲ့ပြီးသွားတာအံ့ဩစရာတော့မရှိပါဘူး။ကြောက်အားတန်နေချိန်ကိုကိုချံကိုဝင်းအရေးအောက်ရောက်လာပြီမို့စောစောကလောက်ကြောက်အားမပေါ်တော့တဲ့ကျမလည်းတော့ကလောက်ကြောက်ခနဲပိတ်ပြီးရောအရေးမဲရှင်လဲခြံရှိတရှက်ရှက်ရောက်လာတယ်။ဟမ်ရှိကမေးစောလား။ဟမ်ထွက်လာတဲ့အတန်ကြောင့်ကျမလည်းပြန်ရင်သွားရတယ်။ရိုင်းရကြမလားဘာမလားမစင်စားနိုင်တော့ဘူး။ ရုပ်ချီးပေါ်လာတဲ့သိကျင်စိတ်အရှိန်နဲ့လက်ထဲကင်ထားတဲ့လက်နှိပ်တံမီးနဲ့အဲ့ဒီအတန်ပိုင်ရှင်မျက်နာကိုကြပြကြရလှမ်းထိုးကြည့်လိုက်တော့ပါဇက်ဟောင်လောင်ပွင့်သွားရတယ်။ဒေါ်တော်သိန်းဒေါ်သိန်းဆိုတာကျမတို့ဘေးကျန်ကမိမကြီးပါ။ညီးတယောက်ထဲလားညီမေကောဟိုဟိုဟာလေအမေမပါဘူးဒီနေ့ဒေါ်တော်သိန်းကကျမလေးတန်းကပုံမှန်မဖြစ်သေးဘူး။ကပောက်တီကပောက်ချာနဲ့ အိမ်ကမသားခုထိပြန်မလာသေးလို့သူသွားနေကြဖဲဝိုင်းအိမ်လိုက်ချောင်းတာမတွေ့ခဲ့ပါဘူးအေးသွားတော့ကတော့ဒေါသထွက်နေလို့မကြောက်ဘူးဓမီးယူဖို့လည်းအမှတ်မရဘူးအပြန်ကြမှအမောင်ကြီးရဲ့လူသူပြတ်နေတော့ကြောက်နေတော့ရှိကဓမီးအောင်တွေးလို့အတက်တရောအမြန်လိုက်လာတာဘယ်သူမှမသိတော့မခေါ်ရဲဘူးညိနေအေးလမ်းလျှောက်မြန်ချက်တော့ကျုံမမျက်ချီမပြတ်အောင်မနှဲပြေးလိုက်ယူရတယ်တကယ်တည်းကြားလိုက်တာကြာနေတာပဲမောချက်တော့ရှာထွက်မတတ်ပဲ ကျမငိုရမလို့ရေရမလို့ဖြစ်သွားတယ်။ကဲသွားမယ်အေး။ပျော်ပျော်ဆူဆူတပက်ချံဝင်တကားကိုတွန်းဖွင့်ဝင်သွားတဲ့တော်တော်သိန်းကိုလိုက်ကြည့်နေရင်စောစောတုန်းကချွေတလုံးလုံးနဲ့အသက်ထွက်မတတ်ကြောက်လုံးဆိုးခဲ့ရတဲ့အဖြစ်ပြက်ကိုကျမပြန်တွေးလိုက်မိတယ်။တကယ်ပြောတာအဲ့ဒီအချိန်မှာမှန်တစ်ချက်ယူပြီးဓမီးနဲ့ထိုးကြည့်ရင်ဥလိုက်သေးလိုက်တက်လာတဲ့ရည်ရင်စိတ်ကို မနှဲအောင်ဤထိန်းချုပ်ထားရတဲ့ကျမမျက်နှာကြီးကို တွေ့ရမှာတေကြတယ်။ငွေစင်ရောဦးမိုးကုတ်ရွှေမြူတဲ့ရုပ်ဆောင်မဂဇင်းအောက်ဂုလ2008ခုနှစ်